အရှင်ဘုရားမေရှောက်ခွင့်ပြုပါဗျာအရှင်ဘုရားလူတွေကတင်းအဆဲဆဲအချိန်မှာကိုတွားရမယ့်ဘဝကိုမြင်ရတယ်လို့လူတချို့ကဆိုပါတယ်ဗျာဒါဟာမှန်ပါသလားဗျာနောက်တစ်ခုကလူတွေတင်းအိမ်မှာခုနှစ်ရက်ထိနေခွင့်ရှိရလို့လည်းပြောပါတယ်ဗျာလူတွေတင်းသူတို့ပြုခဲ့တဲ့ကံအတိုင်းစက္ကန့်မချာနောက်ပုံတစ်ခုရောက်တယ်လို့လည်းသိရပါတယ်ဗျာဘယ်ဟာမှန်ပါသလဲဗျာမိကုန်းတစ်ခုနော်တစ်ခုကတော့ကိုတော့မဲ့ ပုံဘဝကိုမြင်နေဆိုတာဟုတ်တလားလို့ပြေးတာเนาะဒါကလူတိုင်းတော့မဟုတ်ပါဘူး။သူကလူတယောက်တည်းတေကာနီးမှာအာယုံ၃မျိုးထင်တယ်လေ။ကံရယ်၊ကမ္မနမိတ်ရယ်၊ဂတိနမိတ်ရယ်ထင်တယ်။အဲ့မှာ၃မျိုးမှာကံဆိုတာကသူလုပ်ခဲ့တဲ့ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်တွေပေါ့ပေါ်တာပေါ့။ဟိုဥပမာဝတ်တွေကြက်တွေတက်ပြီးတော့စီဝါရှာနေတဲ့လူတွေဆိုလို့ရှိရင်ပေါ့တေကာနီးမှာဝတ်တွေကိုတက်နေတဲ့ပုံ၊ကြက်တွေကိုတက်နေတဲ့ပုံတွေသူပေါ်လာမယ်เนาะ။ တကယ်ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းမသံဃာတော်တွေဆုံးကန်နေတဲ့ပုံတရားထိုင်နေတဲ့ပုံပေါ့နော်သီလဆောက်တည်တဲ့ပုံတရားနာနေတဲ့ပုံအဲ့ဒါတွေကိုပေါ်လာတတ်တယ်ဒါကိုကံနမိတ်ကံလို့ခေါ်တယ်ကံမနမိတ်ဆိုတာကသူနဲ့ပတ်သက်တဲ့အဝန်းကျင်ကဟာတယ်ဥပမာဟိုဝတ်သက်ချက်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဝတ်တွေပုံတွေနွားတွေပုံတွေလှမ်းတွေပုံတွေနော်သွေးတွေအဲအဲ့ဒါမျိုးတွေဆက်ဆက်တဲ့ဥစ္စာတွေပေါ်လာတာကိုကံမနမိတ်လို့ခေါ်တယ် အလိုလုပ်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဘုံကြီးအာယုံတွေဖရားပုံတွေပေါ်လာတယ်ဒီကနေ့မှာဖရားပုံပေါ်တယ်ဘုံကြီးပုံတွေပေါ်တယ်သင်္ကန်းပုံတွေပေါ်လာတယ်ကျောင်းပုံတွေပေါ်လာတယ်ဇေဒီပုံတွေပေါ်လာတယ်အဲ့ဒါဆိုရင်ကမ္မနမိတ်လို့ခေါ်တယ်နောက်ဂတိနမိတ်ပေါ်တဲ့အခါကျတော့ခုနကသူသွားမဲ့ပုံငရဲသွားမဲ့ပုဂ္ဂိုလ်ဆိုရင်ငရဲမီးတွေငရဲခွေးတွေပေါ့လက်ပြီးသွားမဲ့ပုဂ္ဂိုလ်ဆိုရင်နှက်ရထားတွေနှက်ပန်းနှက်ပိမှန်တွေဒုရိယတန်တွေသူကြားရတာပေါ့နော်အဲ့ဒါဂတိနမိတ်လို့ခေါ်တယ်အဲ့ဒါဒီသုံးမျိုးတစ်ခုခုတော့ပေါ်ကြတာကြီးပဲ အားလုံးကဂတိနမိတ်ပေါ်တာမဟုတ်ဘူးတချို့ကကံပေါ်တယ်တချို့ကဂတိကံမနမိတ်ပေါ်တယ်တချို့ကဂတိနမိတ်ပေါ်တယ်သုံးမျိုးလုံးတော့မပေါ်တတ်ဘူးသုံးမျိုးကတစ်ခုခုပေါ်တတ်တယ်ပေါ့နော်အဲကြောင့်ဟိုလူတိုင်းလူတိုင်းဒီတေကာနေသွားမယ့်ဘုံကိုမြင်လဲဆိုတာတော့မဟုတ်ဘူးမြင်တာလည်းရှိတယ်မမြင်တာလည်းရှိတယ်နော်နောက်မိခွန်းတစ်ခုကကောင်းတော့ဗာလေအော်ဒီပြီးသားလူခုနှစ်ရက်ရှိတယ်ဆိုရဲဟာနော်ဆိုတော့အဲ့ဒါကမှန်လဲမှန်တယ်မမှန်လဲမှန်ဘူးပေါ့နော်အတုံးတုံးလွဲတဲ့သဘောပါခုနှစ်ရက်ရှိတယ်ဆိုတာကဒီလိုပါအဲ့ဒါက ဘဝတစ်ပါးတကယ်တော့ပြောင်းသွားပါပြီနော်အဘိဓမ္မာသဘောရအနန္တရပစ္စည်းနော်ဟိုသုတိရဲ့အခြားမဲ့မှာပရိသန္တိစိတ်တန်းဖြစ်တယ်အဲ့တော့ဘဝတစ်ပါးပြောင်းသွားတာကိုလူတွေကသတိမထားမိဘဲနဲ့ဒီဝိညာဉ်ကောင်အတ္တကောင်လို့ယူလိုက်တဲ့ပြဿနာဒီကိစ္စကလေအဲ့တော့တည်သွားတယ်ဝိညာဉ်ကောင်ဖြစ်နေအိမ်မှာနေတယ်လို့ထင်နေတာတကယ်ဝိညာဉ်ကောင်မဟုတ်ဘူးတကယ်တော့ဘဝပြောင်းသွားတာပဲအဲ့ဒါတည်ပြီးရမယ်ချက်ချင်းပိတ်တာဘဝကိုနှောက်သွားတာအဲ့ပိတ်တာဘဝကိုပဲမြန်မာလူကြီးကဝိညာဉ်လို့ထင်နေတာနော်အိမ်မှာမကျွတ်မလွတ်ဖြစ်နေတယ်ဆိုတာကပိတ်တာဖြစ်နေတာပဲ နော်ဒါလည်းအားလုံးမဟုတ်ပါဘူးနော်စွဲလဲတဲ့ပုံကိုပဲဖြစ်တာပါလူတိုင်းလူတိုင်းသေလို့ချင်းရင်အိမ်မှာခုနှစ်ရက်နေတယ်ဆိုတာတော့လုံးဝမှားပါတယ်နော်အဲ့တော့အစွဲနဲ့သေသွားတဲ့ပုံကိုဒီအိမ်မှာမကျွတ်မလို့ပဲပိတ်တာပေါ်နဲ့နေချင်တဲ့နေမယ်အစွဲမရှိတဲ့ပုံကိုဆိုရင်တော့ကောင်းပြဒုက္ခတိလို့ရောက်ရှင်နဲ့ရောက်မှာပေါ့နော်အဲ့ဒါကြောင့်ဆိုလို့အိမ်မှာခုနှစ်ရက်နေတယ်ဆိုတဲ့စကားဒီလုံးဝမှားပါတယ်လို့နော်အဲ့မကျွတ်မလို့ဖြစ်နေတယ်ဆိုတဲ့ဟာတွေကလည်းဘဝတစ်ပါးပြောင်းသွားတာပါပဲအဲ့တော့ဝိညာဉ်ကောင်းနေပြကောင်းအတ္တကောင်းမဟုတ်ပါဘူးဒါဘဝတစ်ခုသာဖြစ်ပါတယ်နော်